ဒီလိုနာမည်ကြီး blogger တွေကပတ်စံရရအတွက်နဲ့ပဲ video တွေလုပ်နေတာလုံးဝမဟုတ်ပါဘူးဒီလိုမျိုးတွေလုပ်နေကြရတဲ့နောက်ကမှာအတိအကျအကြောင်းအရာကတခုတည်းပါပဲအဲ့ဒါကတော့ personal brand တိစောက်ချင်ကြတာပါကျွန်တော်ကဆိုလူတွေကခီးသွား video တွေဘူးဒုဒရစေတဲ့ video ကောင်းတွေနဲ့မှတ်မိကြပါတယ်ဒီလိုတွဲမြင်နေအောင်လို့ကျွန်တော်ကိုယ်တိုင်ကကျွန်တော်ရဲ့ personal brand ကိုတည်ချာချာတိစောက်ထားတာပါနောက်ပြီး personal branding ဆိုတာကလည်းကျွန်တော်တို့လို blogger တွေနဲ့ပဲဆိုင်တာမဟုတ်ပါဘူးလူတွေကိုယ့်ကိုဘလို့မြင်စေချင်တာလဲဘလောက်ထိယုံစေချင်လဲဆိုတာတွေကိုပါဖန်တီးယူလို့ရတာမလို့ online ပေါ်မှာ CY ချက်တင်ခြင်းတဲ့သူတိုင်း ကိုလှူထားရမှာပါဒါကြောင့်မလို့ကျွန်တော်တို့ဗီဒီယိုကောင်းတွေဖန်တီးပြီး personal brand ကောင်းကောင်းဖောက်ချင်တဲ့သူတွေရဲ့အတွက်အချိန်ဆိုအတွင်းမှာလိုအပ်တာတွေကိုဆရာစားမချန်သင်ကြားပေးမယ်ကိုနဲ့ creator mini coach best bike ကိုဇွန်လ9ရက်နေ့မှာဖွင့်ပေးတော့မှာပါနောက်ပြီးကျွန်တော်ကိုယ်တိုင်အများကြီးပြောကြမလို့တဲ့အထိတက်တဲ့သူတိုင်းကစိတ်တိုင်းကြတဲ့ class ဖြစ်လို့ကျွန်တော်ကိုစားဒီလိုတွေတောင်ပြောပြနေကြပါပြီဒီနေ့တက်ပြီးမှပထမဆုံးပြလိုက်ရတာဗီဒီယိုသဘောလုံးကိုသင်တလောက်မလို့ဆိုတာရဲ့ဗီဒီယိုလုံးရင်အဲ့လိုမျိုး content ကိုတေချာရေးရတာတို့ပြီးတော့ subscribe ကိုတေချာရေးရတာတို့ဒီဒီတင်တဲ့တက်ပြီးတော့မှတိလိုက်ရတာပါ page တစ်ခုကိုစာမထောင်းခင်မှာကျွန်တော်တို့ဘယ်လမ်းကိုယူမလဲဆိုတာစပြီးတော့မှဗီဒီယိုတွေကို snippet script တွေကိုဘယ်လိုရေးရမလဲဗီဒီယိုတွေဘယ်လိုဖတ်ရမလဲဆိုတဲ့ရရည်ဘလူရီရှာမယ်ဆိုရရရဲ့ဘာသာအကုန်လုံးစဉ်းစားသေးချင်တယ်သင်ကြားရရှိခဲ့ပါတယ် Creative by Academy ကို join ပြီးရလာတဲ့ knowledge တွေကအရင်ပါဖိတ်ဖြစ်ပါတယ်အရင်တော့ဆိုလို့ရှိရင်ကိုကဘာဗီဒီယိုပုံစံကိုလုတ်ချင်တာလေကိုကဘလူမျိုး vibe ကိုတွားချင်တာလေဆိုတာတိတိကျကျမသိဘူးပေါ့နော်အဲ့ခါကျတော့ကို အဟိုလုံနိုးနိုးဒီလုံနိုးနိုးပေါ့နော်ဟိုလည်းလှုပ်ကြရဲလှုပ်လှုပ်တက်တယ်ပေါ့နော်အခုဆိုလို့ရှိရင်ညီမဘယ်လန်းကိုသွားတင်းနေဘယ်လန်းကြောင့်ကညီမအတွက်ပို့ပြီးတော့အဆင်ပြေလဲဆိုတာကိုညီမပို့ပြီးတော့တည်လာရင်လို့ခံစားမိပါတယ်တင်းတန်း join ပြီးတော့ဘာတွေရသွားတာလဲဘာတွေတိုးတက်ပြောင်းလဲမှုရသွားတာလဲဆိုရင်အဲ့လိုအာဗီဒီယိုအပိုင်းပေါ့နော်ပြီးတော့ story channel အပိုင်း ပြီးတော့ဒီ content writing ပေါ့နော်မေတို့ပိုလုံးမဲ့အကြောင်းအရာတွေကိုဘယ်လို research လုပ်ရတာလဲဘယ်လိုမျိုးဟို video ဖြန့်ဖြန့်ကတ်တဲ့အချိန်မှာဘာတွေလိုအပ်တာလဲဆိုတာကိုအများကြီးပဲတိုးတက်ခဲ့တယ်သင်တန်းသားတွေကိုဒီလိုထိထိရောက်ရောက်ရလက်တွေပဲရသွားစေချင်တာမို့လို့လူကြီးတွေကိုတော့ကန့်သက်ထားပါတယ်သင်တန်းအသေးစိတ်ကိုတော့ Creative Bus Academy Messenger ကနေဆက်သွယ်စုံစမ်းလို့ရပါတယ်ခင်ဗျာကျွန်တော်ကတော့ Creative Bus Academy ရဲ့ founder အောင်စုပိုင်ပါသင်တန်းမှာပြန်လေ့ကြပါမယ်ခင်ဗျာ